အဲကုန်းကိုဖွင့်လိုက်ပါပန်ကာကိုပိတ်လိုက်ပါမီးကိုဖွင့်လိုက်ပါမီးကိုပိတ်လိုက်ပါဒီလိုမျိုးပြောမယ်ပေါ့နော်ရှင်တို့အလွယ်ဆုံးပုံစံလေးတွေပါပဲလေးလိုက်ကြည့်အောင်ဘယ်လိုပြောမလဲပေါ့နော်အိမ်မှာထွန်းထားရင်လေးရစင်ပြီး light l i g h t light ပေါ့နော်အဲ့တော့ဖွင့်မယ်ဆိုလို့ရှိရင် turn on the light เนาะမီးကိုဖွင့်ပေးပါဆိုရင် turn on the light เนาะမီးကိုပိတ်ပေးပါ turn off the light မီးကိုပိတ်ပေးပါ aircon aircon ကိုဖွင့်ပေးပါ turn on the aircon aircon ကိုပိတ်ပေးပါ turn off the aircon ဟာပြီနော်နောက်တစ်ခုဒီပန်ကာပေါ့နော်ပန်ကာဆိုရင် fan နော်အဲ့တော့ပန်ကာကိုဖွင့်ပေးပါ turn on the fan ပန်ကာကိုပိတ်ပေးပါ turn off the fan ဟာပြီနော်အဲ့တော့ turn on turn off တရားစစ်ပစ္စည်းတွေကိုအဖွင့်ပိတ်လုပ်တာတွေကို turn on turn off ီလိုမျိုးတောင်းနေတော့အဲဒီတော့ turn on turn off မတောင်းချင်ရင်ဘလို့တောင်းလို့ရသေးလဲ switch on switch off switch on switch off ဟုတ်ပြီနော်အဲ့တော့မီးကိုဖွင့်လိုက်ပါ switch on the light မီးကိုပိတ်လိုက်ပါ switch off the light aircon ကိုဖွင့်လိုက်ပါ switch on the aircon aircon ကိုပိတ်လိုက်ပါ switch off the aircon ဟုတ်ပြီနော်အဲ့တော့ turn on turn off switch on switch off အစင်တရားတောင်းလို့ရပါတယ် နောက်ပြီးတော့အတန်းအတိုးချဲလောက်ခိုင်းမယ်ပေါ့နော်။เนาะတချင်းတန်းကိုချဲလိုက်ပါဆိုလို့ရှိရင် turn up the music turn up the music ဒါဆိုရင်တချင်းတန်းကိုချဲလိုက်ပါတချင်းတန်းရမ်းကျဲနေရယ်နော်တချင်းတန်းကိုတိုးပေးပါ turn down the music turn down the music ဒါဆိုရင်တချင်းတန်းကိုအာတိုးပေးပါ เนาะเออဒီ video ကအတန်းရန်ကျင်နေတယ်ပေါ့เนาะအဲ့တော့ကျတော့ turn down the video เนาะဒီ video အတန်းကိုမတိုးပေးเนาะဒါမှမဟုတ် video အတန်းတိုးနေလို့ချဲ့ခြင်းနဲ့ဆိုလို့ရှိရင် turn up the video ဟုတ်ပြီเนาะအဲ့လိုမျိုးပြောရဲเนาะအဲ့တော့ဆရာမတို့ကဒီသုံးတဲ့ပုံစံပေါ့เนาะ phrasal verb လေးတွေပါ phrasal verb 6မျိုးပေါ့เนาะ turn on turn off switch on switch off turn up turn down ဟုတ်ပြီနော် turn on turn off switch on switch off လေကူပါကြတော့ acid pc တွေကိုအဖွင့်ပေးလောက်တာเนาะအဲ့တော့ turn up နဲ့ turn down နဲ့ဒါကြတော့ဒီအတန်ကိုမှအတိုးချေလောက်တဲ့နေရာမှာပြောတာဟုတ်ပြီနော်